မင်္ဂလာပါခင်ဗျာတနင်္သာရီတရင်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒိုဝတ်ဖွဲ့သားတို့ကစီစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တရင်တွေကတော့ဒိုဝဲရှမ်းမတွင်ရွာမှာကလေးတအူသေးပြီးတအူတန်ရရတဲ့တရင်တနင်္သာရီညောင်ပင်ကွင်းရွာအနီးကတိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုရှိတဲ့တရင် စစ်ကောင်စီရေတာကလက်နက်ကြီးနဲ့ပေနေလို့ရေပြူကနန်ကြီးစင်ရွာသားတွေထွက်ပြေးနေရတဲ့အချိန်နဲ့ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်နေလို့ပြည်ကြီးမန္တလေးမြို့ခံအာလိုနီပါတိရှောင်နေကြရတဲ့အကြောင်းရေးတွယ်လမ်းပိုင်းမှာအမျိုးသားတူမိမျိုးမိုင်းနေမိပြီးချစ်တပတ်ဆိုရှိုးသွားတဲ့အချိန်နေကြိုက်ထုံမှာလီနေပုတ်ကျဲတက်ခိုင်နေလို့ဒေသခံတထောင်လောက်စေပေးရှောင်နေရတဲ့အကြောင်းစားတဲ့တဲ့ရင်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒဝင်မြို့နယ်ရှာမာတွင်ရွာမမေလ9ရက်နေ့နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ကပစ်တဲ့လက်နေကြီးကြီးစံနေပေါ်ကြောက်ပေါက်ကွေလို့ခလီတူသိပြီးတူတန်ရရှာသွားပါတယ်ဒဝင်မြို့ဝင်တွဲကီတခုဖြစ်တဲ့ပေါက်တိုက်တားစီစီကီမင်းကမင်းစောစောပိုင်းမှာပြက်ခတ်တက်ခိုက်ခံရပြီးစစ်ကောင်စီတပ်ကရှမတွင်ရွာဖက်ကိုလက်နေကြီးနဲ့ပြက်ခတ်ခဲ့တာပါအဲ့လိုပြက်ခတ်ခဲ့တာကြောင့်စေကျော်တဲ့အရွယ်ယောက်ျားလေးတူကြီးစားထိမှန်တိတ်ဆိုးပြီး သက်ဆန်နေအောင်မိလေးတူလေးတန်ရာရှားသွားပါတယ်။ဒါပြင်စစ်ကောင်စီတိုက်ရိုက်ချင်းလင်းစစ်ကြောင်းကြောင်းကလည်းကြောက်ရရွာကိုဖြတ်ပြီးရမအတွင်ရွာဖက်ကိုစစ်ကြောင်းထိုးသွားတယ်လို့ဆိုပါတယ်။ပကံမှုဖြစ်လို့စစ်ကောင်စီတပ်ကပိတ်ထားတဲ့ပေါက်တိုက်တထားကေကိုတော့မင်းကမော်လွဲ့နှစ်နာရီလောက်မှပြန်လဲဖြတ်သားခွင့်ပြုလိုက်ပါတယ်။ဟင်းစဲပင်လဝရေပြင်မှာရှောင်းနေတဲ့စကောင်စီတင်မော်တွေက မေလ9ရက်မနေ့ပိုင်းမှာရေပြည်မြို့နယ်နဲ့ကြီးစင်ရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပြင်းနေလို့ဒေသခံတွေစေပေးဆောင်ထွက်ပြေးနေရပါတယ်။တိုက်ပွဲမဖြစ်ဘဲပခတ်ခဲတာဖြစ်ပြီးနက်ကြီးစင်ရွာရဲ့နောင်ဖက်လေကွင်းနဲ့ဘော်လိုကွင်းထဲလက်နက်ကြီးကြောက်ပောက်ကွေးခဲတယ်လို့ဒေသခံတွေကပြောပါတယ်။ ဧပြီလတတိယပတ်ကစပြီးရေဖြူမျိုးနဲ့မြောင်ပိုင်းကျွာတွေမှာစီတင်မာနေတဲ့တွေ့စိန်ဘုံဖျားတော်စုစင်စွေရင်ငန်ကြီးနဲ့ကြောက်တလုံးစားတဲ့ရွာတွေကဒေသခံတွေရွာလို့ကျော်စေပြီးရှောင်နေရတာလောက်ဝဲအနီးပါကြာလာပြီးဖြစ်ပါတယ်စစ်ကောင်စီရဲ့လက်နက်ကြီးအန္တရာယ်ချောင်းထပ်ပြီးထွက်ပြီးတေရှောင်လာရတဲ့ရွာတွေရှိတဲ့တွေ့စေပြီးရှောင်ဦးကြီးလဲတိုးလာနေတယ်လို့ကိုကြီးဆောင်ရွက်ပေးနေသူတွေစီကတီးရပါတယ် ဒါပြင်ဆေးဘေးရှောင်နေရသူတွေမှာငှက်ဖျားရောဂါဖြစ်လာသူတွေများလာတဲ့အတွေ့ငှက်ဖျားဆစ်ဆီးတဲ့ကိရိယာဆေးဝါးတွေနဲ့စိုက်ခါတွေလိုအပ်နေတယ်လို့ရှင်ဖြူမြောက်ပိုက်ကဆေးဘေးရှောင်တွေကိုကူညီဆောင်ရွက်ပေးနေသူတို့ကပြောပါတယ်ဗိုလ်ပင်မျိုးနယ်ပြည်ကြီးမှန်တိုင်းမျိုးကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေလို့မြို့ခံအာလုံးဒီပါထွက်ပြေးတိရှောင်နေရပါတယ် ဧပြီလ29ရက်နေ့ကစပြီးလင်ညာကျင်းဝါမှာရှိတဲ့စစ်ကောင်စီတပ်က PDF တွေရှောင်နေတယ်ဆိုပြီးလက်နေကြီးနဲ့မကြာခဏပစ်ခတ်နေလို့မြို့ကန်တွေကနှိစာရကျေးဝါတွေကိုပြောင်းရွှေ့ထွက်ပြေးနေကြရတာပါစစ်ကောင်စီတပ်ဟာမေလ6ရက်နေ့ရှင်းရနေမှာလေလက်နေကြီးနဲ့ဆက်လက်ပစ်ခတ်နေတယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်တာဒုံးနဲ့ပုံချတက်ခိုက်တာတို့ကြောင့်မြို့ခံတွေကတေရှောင်နေရတဲ့အတွေ့နေပြည့်စည်မှုအသေးစိတ်အခြေအနေကို အတိအကျမသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်ပြည်ကြီးမှန်တိုင်းမျိုးရဲ့တဖက်ကံကအလညာရွာမှာစစ်ကောင်စီတပ်ရှိပြီးရွာထဲကနေချို့ကိုလည်းပြောင်းရွှေ့ခိုင်လို့မေလ9ရက်မနေ့9နိုင်နောက်ဆုံးထားပြောင်းရွှေ့ခဲ့ကြရတယ်လို့ဒေသခံတွေကပြောပါတယ် တနင်္သာရီမျိုးနဲ့ညောင်ပင်ကွင်းရွာရှိစကောင်းစီတပ်သားတွေကိုဒေသတွင်းတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရာနှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့တော်လိုင်းတပ်တွေနဲ့ဒေသခံတချို့စီကသိရပါတယ်။မေလ9ရက်မနေ့ပိုင်းကညောင်ပင်ကွင်းရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ခမာယာ963တိုင်းကတပ်သားတွေကိုဒေသတွင်းတော်လိုင်းပူပေါင်းတပ်ကတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပြီးတိုက်ခိုက်မှုတွင်တစ်ဖက်သေဆုံးဒဏ်ရာရတာတွေရှိခဲ့တယ်လို့ဘေးကင်ရဲ့ပြည်ရဲ့အမှတ်တုံးတိုင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်အနည်းငယ်ဖြစ်တဲ့တိုက်ပွဲအတွင်းအသက်36နှစ်အရွယ်ရေဘော်ကျော်စိုးသေဆုံးခဲ့ပြီးစစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုတွေလည်းရှိတယ်လို့ညောင်ပင်ကွင်းဒေသခံတွေကပြောပါတယ်။ မော်ဘီနဲ့ရေမျိုးနဲ့ရေးတဝဲလမ်းပိုင်းကမုတ်ကနေဂျိုဝါမှာမြို့သားတူမြေမျိုးအမိုင်းနေမီလို့ခြေတော့တစ်ဖက်ဖြတ်လိုက်ရပါတယ်မေလ9ရက်ညနေ4နာရီလောက်ကမုတ်ကနေယွာနေအသက်40အရွယ်မြို့သားတူဟာရေးတဝဲကလာမပေးစစ်ကောင်စီရဲ့ခလာရ1တုံည6တန်းအနီးမြေမျိုးမိုင်းနေမီတာလို့ဆိုပါတယ်မိုင်းပေါက်ကွဲမှုကြောင့်အဲ့ဒီအမျိုးသားရဲ့ညာဘက်ခြေတော်ဒူးအောက်ပိုင်းကနေဖြတ်လိုက်ရပြီး ဘယ်ဘက်ခြေတောင်မှလည်းထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမော်ဘီနယ်ထဲမှာမြို့မြို့အမိုင်နှင်းမိဓာတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီးစေတင်မာနေတဲ့ရေးတံပြူစရာကြိုက်ထိုးဘီလင်းတထိုးကြိုက်မရောမြို့နယ်ထဲကဒေသခံပြည်သူတွေမြို့မြို့မိုင်အန်ရဲနဲ့ရင်ဆိုင်ကြိုတွေ့နေကြရပါတယ် မိုင်းကြောင့်အရတားတိတ်ဆိုးမှုရှိသလိုခြေထောက်ပြတ်တောက်သွားသူထိခိုက်ဒဏ်ရာရသူတွေလည်းအများပြားရှိနေပါတယ်။စီတင်မာနေတဲ့တံဖြူစီရံမျိုးနဲ့မှာမလအတွင်က ဝက်ခမိရွာသားတူချန်ထဲသွားချေလမ်းမမြို့မိုင်းနေမိပောက်ကွဲပြီး ခြေထောက်ပြတ်တောက်ဒဏ်ရာရခဲ့ပူပါတယ်။ တန်ဖူဇီယာမျိုးနေအတွင်မြေမျိုးမိုင်းနေမိတာတွေမကြာခဏဖြစ်နေပြီး2024ခုနှစ်တနှစ်အတွင်မြေမျိုးမိုင်းနေမိပေါက်ကွဲတဲ့ဖြစ်စဉ်6ကြိမ်ထဲမှနေရှိခဲ့ပါတယ်။မော်ဘီနေစိုက်ထုံမျိုးနေအတွင်စကောင်းစီတက်ကလီနဲ့ဘူကျဲတက်ခိုက်တာလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တာတွေဆက်တိုက်လုံနီလို့ဒေသခံပြည်သူတသားလောက်ဘီလော်ယာထွက်ပြေးတေရှောင်းနေရပါတယ်။ စကောင်စီကကြိုက်ထုံမျိုးနဲ့တထုံမျိုးနဲ့ထဲကကြေဝါးတွေကိုဧပြီလ20ရက်နေ့မေလ2ရက်4ရက်6ရက်တွေမှာ လေကြောင်းကနေပို့ကျဲတခိုက်တာတွေလုဆောင်ခဲ့တယ်လို့ကရင်မျိုးသား CEO KNU ဖိုကထုတ်ပြန်ပါတယ်။ဒါပြင်စစ်ကောင်စီတိုင်းရင်တွေကနေလင်းနေကြီးတွေပြက်ခတ်ခဲ့တာကြောင့်ကြိုက်ထုံမျိုးနဲ့ထက်ကပြည်သူ1800ကျော်ပြည်တော်ရာထွက်ပြေးတိရှောင်နေကြရပါတယ်။ လက်ရှိမှာထွက်ပြီးတည်ဆောင်နေရတဲ့ဒေသခံပြည်သူတွေအတွက်ရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။အခုရဲပိုင်တွင်စစ်ကောင်စီတပ်လေးယောက်တက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်တာတို့ကြောင့်ကြိုက်ထုံတဲ့တထိုးမျိုးနယ်တွေမှာစေယိုတေယိုဖိုးကြီးကြောင့်နှစ်ကြောင်စိုက်ပျိုးချံများစွာထိခိုက်ပျက်စီးခဲ့ရတယ်လို့ခင်ယူဘဟုကထုတ်ပြန်ပါတယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိပါတယ် မြန်မာနိုင်ငံသားများကပ်ဘေးပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒေဝဟတ်ဝိုင်းတော်သားတွေကစုမောင်းကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ